ဘောလုံးလောကမှာအသေးခွဲဂိုးတွေအပြောင်းလဲဖြစ်စေမဲ့အဆုံးဖြတ်ဂိုးတွေကိုတွင်းယူခဲ့တဲ့ဘောလုံးသမားတွေမြောက်များစွာရှိပါတယ်။ဒီထဲမှာပရိသတ်တွေလုံးဝအမတ်ရနိုင်အောင်မဲ့ကစားသမားကတော့ဘာစလိုနာနဲ့စပိန်လက်ရွေးစင်ကစားသမားဟောင်းအင်နီယက်စတာပဲဖြစ်ပါတယ်။ မင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှိုအနေချိုးတူပါရယ်ကျွန်တော်ကိုခက်မှာမှန်ပါတယ်ဒီဗီဒီယိုလေးမှာတော့အင်ဒီယန်စတာဘလို့ကစားသမားမျိုးလဲဘလောက်ထိကောင်းခဲ့တယ်လဲဘလို့အဆုံးဖြတ်ဂိုးတွေတွေးဝင်ခဲ့တယ်လဲစတဲ့အပိုင်းလေးတွေကိုကျွန်တော်ပြန်လဲသုံးသပ်ဆွေးနွေးမှုလို့တော့မှာရဖြစ်ပါတယ်အဓိကတော့ဒီ giant ထဲမှာနိုင်ငံတကာပွဲစဉ်တွေရှိနေတယ်အဲပရိသတ်အနေနဲ့နိုင်ငံတကာပွဲစဉ်တွေကိုစိတ်ဝင်စားမဲ့သူနဲနိုင်တယ်ဗျာအဲ့တို့ကြောင့်ကျွန်တော်ကတော့မယိုးရလင်အောင် content မျိုးစုံကိုဒီ giant ထဲမှာကျွန်တော်ညီကိုတွေအတွက်တင်ဆက်ပေးဖို့ကြိုးစားထားပါတယ် ဒီဗီဒီယိုလေးကတော့ Iniesta တီးတန့်ကျွန်တော်ပြန်လည်သုံးသပ်ဆွေးနွေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဆိုတော့ Iniesta ကိုကျွန်တော်ဘလို့စတိခဲ့တယ်လဲဆိုတဲ့အပိုင်းကိုစပြီးဆွေးနွေးမယ်။ Iniesta ရဲ့ငယ်ရုပ်ကလည်းကလေးရုပ်ဗျ။ Spain La Liga ပွဲစဉ်တွေကျွန်တော်တို့ငယ်စဉ်အချိန်ကာလတုန်းကရှစ်ပေဆလောင် RCTI လိုင်းမှာလာတယ်။ကျွန်တော်တို့ဘာစလိုနာပွဲတွေတခါတရံကြည့်ရပါတယ်။သူ့ရဲ့မျက်နှာလေးကတော့အနေငယ်ထူးခြားနေတယ်။အဲကလေးရုပ်လေးနဲ့ပေါ့ဗျာ။လူငယ်ကစားသမားလေးပေါ့အဲ့ဒီအချိန်ကာလတုန်းက dribbling နဲ့အရန်ကောင်းတယ်။ တော်တော်ဟိုဟော့ဟော့ရန်ရန်ထင်းထင်းပေါ်ပေါ်ကြီးရမ်းမနေဘူးအနေတိုတိတ်တဲ့အတွက်ကြောင့် popular ဖြစ်ချင်မှာတော့ဖြစ်လိမ့်မယ်တော်တော် iniesta သည်အဲ့ဒီအချိန်ကာလကလေးကဘောလုံးသမားကောင်းတစ်ယောက်ဖြစ်တယ်အဲ့နောက်ပိုင်းမှာနည်းနည်းလေးစိတ်ထဲမှာမကြည်ကျင်စရာကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့အသက်ခွဲကိုတကူချယ်ဆီကိုတွင်းသွားတဲ့အတွက်ကြောင့်ကျွန်တော်တေချာပေါက်အမှတ်ရနေတာပါ။အဲ့ဒီပွဲစဉ်ကလည်းဖြစ်ချင်တော့ controversial ပွဲစဉ်ကြီးဗျာ။ဒါ2009 Champion League တုန်းကဘာစတန်နဲ့ချယ်ဆီတွေ့တယ်။ဒိုင်းလုံးကြီးကဒုံးလေ နော်ဒရော်ဘာကြီးတို့စောင်းပေါက်ကွဲပြီးဖျဲတဲ့အချိန်ကာလပေါ့ပနဒီဖြစ်ရတဲ့ကိုမြန်လဲခဲပြက်လုတ်သွားခဲ့တဲ့ ်ပွဲတင်အလုံးလည်းမှတ်မိအောင်မယ်လို့ထင်တယ်အဲ့2009မှာအသေးခွဲကိုအင်ဒီယန်စတာသွင်းသွားတာအဲ့ဒီချိန်ကာလတုန်းကချယ်ဆီနဲ့ဘာစလိုနာဆိုတာပြိုင်ဆိုင်မှုအရင်ပြင်းထန်တာပရီးမီးယားလိမှဆိုရင်ယူနိုက်တက်နဲ့ချယ်ဆီချန်ပီယံလိမှဆိုရင်ချယ်ဆီနဲ့ဘာစလိုနာအဲ့တော့ပြောချင်တာဟိုကြိုက်တာထက်စိတ်ထဲမှာအမြင်မကြည်လင်မှုတွေဘဝင်မကြမှုတွေနဲ့စတင်ရင်းနှီးခဲ့တဲ့ကစားသမားတယောက်လို့ပြောရပါမယ်ဒါပေမဲ့လည်းဒါကျွန်တော်တို့ဟို personal အတွေးခေါ်အမြင်မျိုးပေါ့နော်တကယ်တမ်းမှာ Iniesta အရင်အနေအေးတဲ့ကစားသမားတယောက်ဘာစလိုနာရဲ့အအောင်မြင်ဆုံးခုနှစ်အချိန်က င်ခါတမရတွေမှာရှာဗီနဲ့တွဲပြီးကွင်းလယ်ပိုင်းမှာအရန်ကိုကောင်းမွန်ခံထားခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။အဲ့တော့အင်ဒီယန်စတာဖြစ်တည်လာတာကသူ့ရဲ့ပင်ကိုအည်သွေးပိုင်းကြောင့်ပါတယ်ဆိုပေမဲ့တစုံတယောက်မရှိအင်ဒီယန်စတာမဖြစ်ပါဘူး။တစုံတယောက်မရှိလီယိုမက်ဆီမဖြစ်ပါဘူး။ဇာဗီမဖြစ်ပါဘူး။ဂျရက်ပီကေမဖြစ်ပါဘူး။ဆာဂျီယိုဘူးစကွတ်မဖြစ်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီတစုံတယောက်ကဖပ်ဂွာဒီယိုလာဖြစ်ပါတယ်။ဖပ်ဂွာဒီယိုလာရဲ့လက်အောက်မှာဘောလုံးသမားကောင်းမြောင်များစွာ ေါ်ထွက်ခဲ့မှုတယ်။ Guardiola လက်အောက်မှာကစားရုံနဲ့ထူးချွန်မှုအတိုင်းတာကပို့ပြီးများတယ်။ဘာနဲ့တူလဲဆိုတော့အောင်ချက်ကောင်းတဲ့ကြောင်းတစ်ကြောင်းနဲ့တူတယ်။တာမန်အည်သွေးလေးပဲရှိလိုက်။အဲ့ဒီကြောင်းမှာသွားတက်လိုက်ရုံနဲ့အနည်းဆုံးတော့ဂုံတူတစ်လုံးနှလုံးထွက်ပြီဗျာ။အည်သွေးပို့ရှင်၃လေးလုံးပဲနကိုပင်ကိုပါရမီကောင်းပြီးသားထူးချွန်မဲ့ကစားသမားဆိုလို့ကအဲ့ဒါအော်ဒီထွက်ပြီ။နော်လီယိုမက်ဆီတို့လိုကစားသမားမျိုးကြတော့ဒါဒဟိုဘာမာဖတ်စ်လိုဖြစ်တာပေါ့ဗျာ။အရန်ပင်ကိုပါရမီကလည်းထူးချွန်တဲ့တစ်ချင်ချင်းဖြစ်လာမဲ့ကစားသမားဆိုတော့ပပ်နဲ့ပေါင်းလိုက်တဲ့အချိန်မှာအခုလိုမျိုးဖြစ်သွားတယ်။ဒါပေမဲ့လည်းပပ်ဂွာဒီယိုလာမရှိရင် င်ကျွန်တော်ကတော့ရွတ်ဆိုခဲ့တဲ့ကစားသမားတွေအဲ့တလောက်ထိအမြင့်ပြန်ခြင်းမှာတော့ပြန်နိုင်လိမ့်မယ်ကျွန်တော်ကတော့ Pep Guardiola နဲ့အများကြီးသက်ဆိုင်တယ်လို့ယူဆတယ်ကျွန်တော်ဆိုလိုချင်တဲ့သဘောက Iniesta ကွက်ပြောက်ကစားသမား Leo ဆိုရင်လည်းပုံမှန်နီးပြတယောက်ဆို Right Wing မှာပဲတုံးမှာ Leo Right Wing ကစပြီး Portrait ခဲ့တယ်ဆိုရင်ပဲ Pep Guardiola က Leo Messi ကို ဘယ်နားမှာထားရင်ပိုကောင်းတယ်ဆိုတာကောင်းကောင်းသိတယ်။အဲ့အတွက်ကြောင့် force 9လို့ခေါ်တဲ့ deep lying forward နေရာမှာထားပြီး Leo Messi ဖြစ်စေခဲ့တယ်။ Sergio Busquets ဆိုလည်း Tony Dube နံပါတ်6နေရာရဲ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ Gerard Pique ဆိုလည်း United မှာတိတ်တောင်ဘရူးမှသတိမထားမိဘူး။သို့တော့ Barcelona ရောက်လာတဲ့အချိန်မှာ Pique ဒီ ball playing တိတ်ကိုခံနာလို့နဲ့ defender တယောက် ဖြစ်လာတယ်။ကျန်တဲ့ကစားသမားတွေလည်းပြောရင်တော့အများကြီးပေါ့နော်။အဲ့ဒီအပိုင်းတွေကိုကျွန်တော်ဘာကြောင့်ပြောနေရလဲဆိုတော့ Iniesta က Pep Guardiola ကြောင့်ပို့ပြီးတော့အမြင့်ပြန်နိုင်ခဲ့တယ်ဆိုတဲ့အပိုင်းကိုသိစေချင်လို့ပြောတာပါ။ဟုတ်ကဲ့တလက်စားတွေမိဆက်ပေးချင်တာကတော့ကျွန်တော်ညီကိုတွေအနေနဲ့ဘောလုံးပွဲတွေကိုကစားချင်တယ်ဆိုရင် Super Senior Big Boss မှာ iBet 869 9တလုံးမစ်မောင်းငငါ6တို့ကို Member သစ်အပိုစုကြီးများစွာနဲ့ယုံကြည်စိတ်ချစွာစော်ကစားနိုင်ပါတယ်။အသေးစိတ်သိချင်တယ်ဆိုရင်တော့ဘဘနမတ်3998669 440မှာ ဆက်သွယ်ဆုံးသံမေးမြန်းလို့ရပါတယ်ဆိုတော့ကျွန်တော်ရှင်းမှာပြောပြီး Indian Star ဒီကွက်ပြောက်ကစားသမား Major Position ကတော့ Central Midfielder တိုးတော်လဲ AM ဖြစ်လဲကစားခိုင်းလို့ရတယ်တောင်ပံကစားသမားတွေဖြစ်လဲကစားခိုင်းလို့ရတယ်နောက်ဆုံးပြ Deep Line Forward ဖြစ်လဲကစားခိုင်းလို့ရတယ်တိုးတော်တုံးတက်ဖို့တော့လိုလိမ့်မယ်မင်းကဝင်းကကစားတက်လို့ နော်လက်ရှိလို့တဲ့တချို့အသင်းတွေကစားနေတယ်လို့ explosive ဖြစ်ဖြစ်ပြေးကွာ touch line တွေကနေဆွဲကွာ cross ball တွေတင်ကွာဆိုရင် left wing မှာတော့သူထွက်ဆော့လိမ့်မယ် right wing မှာတော့သူထွက်ဆော့လိမ့်မယ်တိုးတော့သူဒီအဲ့လိုအာသန်တဲ့ကစားသမားတယောက်မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ pep က iniesta ဘလို့အပိုင်းနေအာသန်တယ်လေကောင်းစွာနားလေသဘောပေါက်ခဲ့တယ်ကွင်းလေ miffy trio မှာ sergio busquets xavi iniesta ကိုလက်ပတ်ကစားစေခဲ့ပြီးတော့ leo messi နဲ့ဒီ central zone နေ half space တွေမှာတွဲဖက်ပြီးကစားစေတယ်ဒါက iniesta ထွန်းတောက်လာခဲ့တဲ့ အဓိကအခြေခံအကြောင်းတရားကိုကျွန်တော်ဆွေးနွေးခဲ့တာပါနောက်တစ်ပိုင်း Iniesta ဘယ်လိုကစားသမားပြောလဲ Iniesta ဒီအလွန်ကို combo shot ဖြစ်တယ်ဒါသူ့ရဲ့အဓိက ability လို့ပြောလို့ရတယ်ကစားသမားတစ်ယောက်က combo shot ဖြစ်ဖို့လည်းအရေးကြီးတယ်တွေးအေးတယ်တင်ငင်ရင်ကျက်တယ်ပေါ့ဗျာဘောလုံးကင်ထားရင်ငိမ့်နေရပဲ retain ချာကြီးလောက်ထားနိုင်တယ်ကျွန်တော်ဘောလုံးကင်နေဆိုတာပါဇက်ပြောရင်သာလွဲတာဟာမင်းဘောလုံးကင်တာဝန်အရင်ကြီးတယ်ကင်ကြီးသူကင်နေနေရာဘယ်နေရာတွေမှာကင်တယ်လဲတာဝန်အရင်ကြီးတဲ့နေရာတွေမှာကင်တာနံပါတ်8တို့နံပါတ် 6တို့เนาะနံပါတ်10တို့အစတဲ့နေရာတွေမှာဘောလုံးကင်တာအဲ့တော့ဘောလုံးကင်ပြီးပြိုင်ဘက်အသင်းကလိုက်လို့ဖို့ဆိုတာမလွယ်ဘူးအဲ့ဒါအင်နီယစတာရဲ့ဒုတိယမြောက်ဒဲလန်ပဲအဲ့တော့သွေးအင်းမှုကနေအဲ့ဒီအပိုင်းနေပါလာတယ်လူလေးကတေးသေးလေးဆိုရင်မဲအရင်ရှောက်တွန်းနေတာမဟုတ်ထားပါတော့ဗျာကျွန်တော်အာဒမထရာအိုရီလို့ဆိုရင်ကွင်းလယ်မှာအရင်တိုးတယ်ဂွီမရီလို့ဆိုရင်အရင်တိုးတယ်တိုးတော့အင်နီယစတာဒီအဲ့လိုဘောလုံးကိုကင်ပြီးတဲမဲ့တောက်လျှောက်လုပ်နေလိမ့်မယ်လိုက်ပြီးတော့လှဲ့နေလိမ့်မယ်ပါပါလေးတွေပဲထုတ်နေလိမ့်မယ်သူ့ရဲ့ဘောလုံးကိုသွားလူကြီးလူလို့မရအောင်အဲ့တော့အင်နီယစတာဒီဘာစလိုနာရဲ့ခစ်တစ်ခစ်မှာအဓိကကတော့ overload တွေ လုတ်တဲ့အချိန်အရန်အသုံးဝင်တဲ့ကစားသမား။ तू ကတောက်လျှောက်ပတ်လှည့်ပြီးတော့အနီးနားမှာအတူလေးတွေပေးနေမယ်။ဘစ်တက်လေးတွေကိုရှာဗီတို့မက်ဆီတို့နဲ့ပုံဖော်လိုက်မယ်။ပြီးတာနဲ့ तू အားတန်တဲ့တချို့သောပတ်သက်တွေနဲ့အတူ inside forward ကစားသမားတွေကိုလှမ်းပေးတာမျိုးပဲဖြစ်ဖြစ်နောက်က overlapping တက်လာတဲ့ wing back ကစားသမားတွေကိုလှမ်းပေးတာပဲဖြစ်ဖြစ်လုပ်လိမ့်မယ်။ဒါအပြင် तू ကကိုယ်တိုင်ကိုကြလဲဂိုးသွင်းယူနိုင်တယ်ရှိတယ်။အဲ့အတွက်ကြောင့်အသေးခွဲဂိုးတွေကိုသွင်းယူတဲ့နေရာမှာ Iniesta ကအရန်ကိုထူးချွန်တယ်လို့ကျွန်တော်ကညွှန်းတာပါ။အသေးခွဲဂိုးတွေဆိုတဲ့နေရာမှာတခြားဂိုးတွေလည်းရှိကောင်းရှိနိုင်ပေမဲ့ကျွန်တော်သေ ကြာပေါင်းမှတ်မိနေတဲ့တွင်ကိုနှစ်ကူအကြောင်းကျွန်တော်ပြောပြမယ်ပထမကူတကူကတော့ဒါပြောပြီးသွားပြီ2009ချန်ပီယံလိတုန်းကချယ်ဆီကိုအသေးခွဲသွားတဲ့ဂိုးပီတာချက်ကြီးဘလို့မှဖမ်းလို့မရအောင်အကျယ်ထောက်အယူကန်သွင်းသွားတာကန်သွင်းသွားတဲ့ပုံစံအဲ့လေဘလို့မှပါဗျာ မထင်ထားတဲ့အခြေအနေမျိုးကြီးကကန့်သွင်းသွားတာဒီကိုကိုလည်းမှတ်မိလိမ့်မယ်တော်တော်များနောက်ထပ်တကူကတော့အားလုံးသိမဲ့ကို2010ကမ္ဘာဖလားတုန်းကကမ္ဘာဖလားရရှိစေမဲ့စပိန်လေယွေးစီအသင်းတို့ကသွင်းယူသွားတယ်အနိုင်ကိုဖြစ်ပါတယ်네덜란드ကိုသွင်းယူသွားတာပါဆိုတော့ဒီကိုဆိုရင်လည်း Iniesta ရဲ့တည်ငြိမ်ရင်းချက်မှုနဲ့ပါးရည်နဲ့ရရှိမှုကိုပြသခဲ့တဲ့အခိုက်အတန့်တွေပဲဖြစ်ပါတယ်ကျွန်တော်အရေးကြီးတာတစ်ခုချန်ခဲ့လို့ तू ကအဲ့ဒီကွန်ပိုရှားဖြစ်တဲ့အပြင်ဘောလုံး IQ vision မိုင်းလည်းအရင်မြင့်တယ် Spanish ကစားသမားအများစုကအဲ့ဘောလုံးအမြင်မိုင်းကိုတွားပြီးတော့ရှင်လို့မရဘူးဒါက Iniesta အသေးခွဲကိုတွေသွင်း င်းဝင်သွားတဲ့အပိုင်းနဲ့သူ့ရဲ့စကေးပိုင်းကိုကျွန်တော်ပြန်လည်ဆွေးနွေးခဲ့တာပါနောက်ထပ်တစ်ပိုင်းကတော့ကိန်းကနဲအချက်လက်ပိုင်းပေါ့နော် Indian Star ကစားသမားဘဝမှာနေရာပေါင်းလို့ကစားခဲ့ဘူး Central Midfield နံပါတ်8မှာပွဲပေါင်း98ပွဲကစားခဲ့ပြီးတော့52ကိုးသွင်းနဲ့63ကိုးတိတိဖန်တီးပေးခဲ့တယ်။ Left wing ကအဖြစ်102ပွဲကစားခဲ့တယ်။10ကိုးသွင်းပြီး32ကိုးဖန်တီးပေးခဲ့တယ်။ Attacking midfield အဖြစ်82ပွဲ14ကိုးသွင်း16ကိုးဖန်တီးပေးခဲ့တယ်။ Left midfield အဖြစ် 35ပွဲကစားပြီး2ဂိုးသွင်း6ဂိုးဖန်တီးပေးခဲ့တယ် right wing ကအဖြစ်32ပွဲကစားပြီးတော့5ဂိုးသွင်း4ဂိုးဖန်တီးပေးတယ် defensive midfield အဖြစ် ကိုးပွဲကစားခဲ့ပြီးနှစ်ကိုးသွင်းတကိုးဖန်တီးခဲ့တယ်စင်တာဖော်ဝတ်တနည်းအားဖြင့်ဘာစလိုနာမှာဆိုရင်ဒီပလိုင်းဖော်ဝတ်နေရာပေါ့နော်ရှစ်ပွဲကစားပြီးတော့တကိုးသွင်းခဲ့တယ် second striker အဖြစ်တပွဲကစားခဲ့တယ်နောက်သက်ဆိုင်ရာ club တွေမှာဘယ်နှကိုးသွင်းခဲ့တယ်လဲကျွန်တော်ထပ်ပြောပြပါမယ်ဘာစလိုနာအသင်းတွေကပွဲပေါင်း684ပွဲတည်တည်သူကစားခဲ့တယ်58ကိုးသွင်းပြီး136ကိုးဖန်တီးပေးခဲ့တယ်ဂျပန် club vissel ကိုပဲအသင်းမှာ134ပွဲကစားပြီးတော့26ကိုးသွင်းနဲ့25ကိုးဖန်တီးပေးတယ်ဘာစလိုနာ b မှာကတော့54ပွဲကစားပြီးတော့5ကိုးဖန်တီးပေးတယ် m Emirates Club မှာတော့23ပွဲကစားပြီးတော့ငါးဂိုးသွင်းတဂိုးဖန်တီးပေးခဲ့ပါတယ်။ဒါတော့ Indian Star ပတ်သက်ခဲ့တဲ့ goal contribution တွေကိုပြောပြခဲ့တာပါ။အဲ့တော့နောက်ဆုံးအနေနဲ့ပြောချင်တာ Indian Star ဘလို့အောင်မြင်မှုတွေရခဲ့တယ်လဲပေါ့နော်။ UEFA က PS ချီးမြှင့်တဲ့တနစ်တာအကောင်းဆုံးကစားသမားဆုကို2012တုန်းကတကြိမ်ရခဲ့ပြီးတော့ Football of the Year အဖြစ်2009ခုနှစ်တုန်းကတကြိမ်ရခဲ့ပါတယ်။နောက် Player of the Year အဖြစ် Euro 2012မှာတခါရခဲ့ပြီး FIFA Club World Cup ဝင်တာဖြစ်ခဲ့ပါတယ်။အချက်အလက်စုတွေကတော့ပြောရင်အများကြီးပဲပေါ့နော်။အဲသူ ဘာစလိုနာနဲ့အတူ UEFA Super Cup တွေရဘူးတဲ့ Champion League တွေရဘူးတဲ့ Spanish Champion တွေဖြစ်ဘူးတဲ့စသဖြင့်ပေါ့လေ။ Now J League ရောက်တော့လည်းဒါဂျပန်အသင်းနဲ့အတူဒါ J League ဖလားတွေပါစုခုခဲ့ဘူးပါတယ်။အဲ့တော့ Super League အောင်မြင်မှုအရာကြည့်မယ်ဆိုရင်လည်းတော်တော်ကိုကျန်းနေကစားသမားတယောက်လို့ပြောလို့ရပါတယ်ခင်ဗျ။အဲ့တော့သူဒီလက်ရှိအချိန်မှာ Evercity အသင်းရဲ့ investor တယောက်အဖြစ်တာဝန်ယူထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ငယ်ဘဝကစားသမားအစက Evercity ကဖြစ်ပါတယ်။ Evercity ကပြီးမှ Barcelona လူငယ်အသင်းကိုပြောင်းရွှေ့သွားခဲ့တာပါ။လက်ရှိအချိန်မှာတော့သူ့ရဲ့ငယ်ဘဝအသင်း Evercity မှာပြန်လည်တာဝန်ထမ်းဆောင်နေပြီဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲ Iniesta အကြောင်းပြောတဲ့ဗီဒီယိုလေးကိုဒီမှာနှာခွင့်ပြုပါ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။